ကချင်တိုင်းရင်းသား MMA ကစားသမားအောင်လာအန်ဆန်ဟာ2018ခုနှစ်အတွင်းပထမဆုံးထိုးသတ်မဲ့ MMA ပြိုင်ပွဲအတွက် One Championship နဲ့စာချုပ်ထုတ်ဆိုခဲ့တယ်လို့သိရပါဗျ။ MMA ပြိုင်ပွဲတွေထိုးသတ်ဖို့စီစဉ်နေတဲ့အောင်လာအန်ဆန်ဟာအခုနှစ်အတွင်း MMA ပြိုင်ပွဲအနည်းဆုံး3ပွဲကနေ4ပွဲအထိအရှင်ပြိုင်ထိုးသတ်ဖို့စီစဉ်နေပြီးအခုစာချုပ်ထုတ်ဆိုခဲ့တဲ့ပြိုင်ပွဲကို One Championship အဖွဲ့အစည်းကထပ်မံထုတ်ပြန်မယ်လို့အောင်လာအန်ဆန်ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါဗျ။ One Championship အဖွဲ့အစည်းဟာ2019ခုနှစ်အတွင်း MMA ပြိုင်ပွဲ16ပွဲကျင်းပဖို့စီစဉ်နေပြီးအွန်လိုင်းအစံအနေနဲ့ရန်ကုန်မြို့မှာကျင်းပမဲ့ပွဲစဉ်2ပွဲအပါအဝင်တခြားနိုင်ငံတွေမှာကျင်းပမဲ့ပြိုင်ပွဲအချို့ကိုလည်းပအဝင်ရှင်ပြိုင်သွားမယ်လို့သိရပါဗျ။ 2019ခုနှစ်အတွင်းပထမဆုံးကျင်းပမဲ့ MMA ပြိုင်ပွဲကိုဇန်နဝါရီလ14ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာကျင်းပမှာဖြစ်ပြီးအောင်လန်အန်ဆန်ထိုးတက်နေတဲ့ Middleweight တန်းကမ္ဘာချန်ပီယံလူပွဲကျင်းပမှာဖြစ်တဲ့အတွက်သူ့အနေနဲ့အခုနှစ်အတွင်းထိုးတက်မဲ့ပြိုင်ပွဲတွေမှာရလက်ကောင်းရယူနိုင်မှသာကမ္ဘာချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ပွဲရှိတာဖြစ်ပါတယ်။အောင်လန်အန်ဆန်ဟာပြီးခဲ့တဲ့2016ခုနှစ်အတွင်းရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ပွဲစဉ်2ပွဲအပါအဝင်ပြိုင်ပွဲ3ပွဲရှင်ပြိုင်ခဲ့ပြီးဇွန်လအတွင်းတရုတ်နိုင်ငံမှာ ှာကျင်းပခဲ့တဲ့ပြိုင်ပွဲမှာရုရှားနိုင်ငံသားဘူတိုရင်ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ပွဲမှာအီဂျစ်နိုင်ငံသားမိုဟာမက်အလီနဲ့နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာပိုလန်နိုင်ငံသားပက်စတာနက်တိုကိုအနိုင်ရရှိထားတာဖြစ်ပါတယ်။